မင်္ဂလာပါရှင်။ယနေ့ရခိုင်မြန်မာသတင်းစုံအာနေတင်ဆက်ပေးမှာကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဝန်ချုပ်မှုကြီးမယောင်လိုင်းငလီတန်တဲ့ဒေသများအားတွားရောက်ကြည့်ရှုစစ်ဆေး၍လိုအပ်သည့်များမှကြားတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝန်ချုပ်မှုကြီးမယောင်လိုင်းဟာနေပြည်တော်ကောင်စီနေမြေအတွင်းရှိငလီတန်တဲ့ဒေသများအားငလီလှုပ်ခတ်ခဲ့မှုဖြစ်ပွားပြီးနိုင်ပိုင်းတွင်တွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ဥစားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာ ပင်လောင်းလန်းစုံနေရာမှာနေပြည်တော်တိုင်းစစ်ဌာနချုပ်မိပွိုက်နေရာကြီးငလျင်တန်းချောက်လန်တရာပျက်စီးခဲ့မှုများရာဇဌာနီလမ်းမကြီးပေါ်ရှိလန်တရာပျက်စီးမှုများပြင်မနာတောင်ညူလမ်းမကြီးပေါ်ရှိလန်တရာပျက်စီးမှုများအားတွားရောက်ကြည့်ရှုစစ်ဆေးပြီးအများပြည်သူများတွာလာမှုအစဉ်ပြေစေရင်းနဲ့အမြန်ဆုံးတွာလာနိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်လူအင်အားရှင်ရန်နေရာအင်အားများကိုအသုံးပြု၍လမ်းကြောင်းများအမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးဆောင်ရွက်သွားရန်နှင့်အခြားလူအသည့်များကိုမှာကြားပါသည် အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာနေပြည်တော်ပြည်သူ့စေုံကြီးဂရင်တထောင်တို့ရောက်ရှိကြပြီးငလင်ဘေးဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူများအားဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများကိုကြေရှည်၍အားပေးစကားပြောကြားကာလိုအပ်သည်များမှာကြပါသည်ဆလဘီနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာနေပြည်တော်မြို့မဆေးအနီးရှိခရီးဝင်နှင်းအင်အားတွင် ငလင်ဘေးထန်သိမှုကြောင့်ဖြစ်စေခဲ့ရတဲ့အင်အားများတွင်ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကိုတွားရောက်ကြည့်ရှု၍အစာအုပ်ပြက်များအတွင်ပိတ်မိနေသူများအားအမြန်ဆုံးကယ်ထုတ်နိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်နှင့်အခြားလိုအပ်သူများကိုမှာကြားကြောင်းသိရှိရပါသည်ရှင်။နောက်ဆုံးနေ့စမဲ့တဲ့ရင်ကတော့ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်တံကိုမိသူမဆူလာရောက်ကူညီနိုင်ရန်နတ်စကားကိုကထားပြောကြားတဲ့တဲ့ရင်ဖြစ်ပါသည်။ မက်လာ20ရှေ့ရမွန်တဲကနေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်အချို့မှာအင်အားရေဒါစကေ9.9အစင်ရှိအင်အားပြင်းထန်သောငှက်လျင်လုခတ်ခဲမှုကြောင့်လတ်တလောအချိန်အထိသေဆုံးသူ144ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ932ဦးရှိနေတယ်လို့နာဆကောက်ကထနိုင်ငံတော်ဝန်ကြီးချုပ်ပူချုပ်မှုကြီးမေအောင်လိုင်းကပြောပါရယ် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့လို့မန္တလေးမြို့၊စကိုင်းမြို့၊နေပြည်တော်တို့တွင်ပျက်စီးမှုများပြားခဲ့ပြီးလက်ရှိအချိန်အထိနေပြည်တော်မှာ96ဦး၊စကိုင်းမြို့တွင်18ဦး၊ကျောက်ဆဲမြို့တွင်30ဦး၊စုစုပေါင်း144ဦးသေဆုံးခဲ့ကာထိခိုက်ဒဏ်ရာရရှိသူများအနေနဲ့နေပြည်တော်တွင်432ဦး၊စကိုင်းမြို့တွင်300နဲ့ကျောက်ဆဲမြို့မှာစစ်စစ်ဆဲဖြစ်ပြီးစုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ932ဦးရှိတယ်လို့ပြောကြားပါရတယ်။ ဒါအပြင်ငလျင်တန်းစုံတွေ့ကြရတဲ့ဒေသများအလုံးကိုအရေးပေါ်အခြေအနေညင်ညာထားပြီးဖြစ်ကပြပအကူအညီများပေးနိုင်ရန်လဲအကုန်လန့်ဖွဲ့ပေးထားပြီးဖြစ်လို့မဇာသိမီကပင် AHA စင်တာနဲ့အိန္ဒိယနိုင်ငံတို့မှမက်ရှလာ29ရက်တွင် အရေးပေါ်ကေဆေးရေးပစ္စည်းများ၊ကုညီကေဆေးရေးပစ္စည်းများပေးပို့ရန်ကန့်လန့်လာတဲ့အတွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့ပြောကြားပါရစေ။ မြေတီနိုင်ငံမြေတီအဖွဲ့အစည်းမဆိုမြန်မာနိုင်ငံအတွင်းရှိယဟန်ရှင်လူမိဘပြည်သူမြေသူမဆိုလာရောက်ကူညီနိုင်ရန်မိမိအနေနဲ့ဖေကြားလိုတယ်လို့နောက်ဆက်ကဥက္ကဋ္ဌကပြောကြားခဲ့ကြောင်းလည်းသိရပါရဲ့ရှင်